နျူကလ িয়ার ရှိကြောင်းအရေးမို့ပြပြီးတော့တတိယကမ္ဘာစစ်တဲကိုဆွဲခေါ်သွားတော့မယ့်အီရန်ပြည်သူများရှင်ဒီရပိုင်းအရှိအလေပိုင်းမှာဖြစ်ပျက်နေတာတွေကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့တစ်ဖက်ကလည်းစိုးရင်စရာအခြေအနေတွေပါပဲအီရန်ရဲ့နိုင်ငံပိုင်းရုံမြင့်တန်ကြားပေါ်မှာရုပ်ရက်ထူးခြားတဲ့ထုတ်လွှင့်မှုတစ်ခုပေါ်လာခဲ့တာကိုတွေ့ရပါတယ်နျူကလ িয়ার ပုံနဲ့ဆင်တူတဲ့တတ္ထုလုံးပုံကြိယာတစ်ခုကိုလူတယောက်ကပုတ်သက်ပြနေတဲ့ပုံရင်းနဲ့အတူ ဒီညအကဘာကဘယ်တော့မှမိမှမဟုတ်ဘူးဆိုတော့စာတန်းတူလေးပေါ်လာခဲ့တာဖြစ်ပါတယ်။ပောက်ကွဲမှုတွေမိကိုလုံးကြီးတွေဘာမှတော့မဖြစ်ခဲ့ပါဘူး။ဒါပေမဲ့အရေးကြီးဆုံးကတော့အီရန်ကသူတို့စီမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်နေဆိုတာကိုနိုင်ငံပိုင်ရုပ်သံကနေပထမဆုံးအကြိမ်အဖြစ် တွေ့ဝိုက်ပြီးတော့အရေးအမှုပြောဆိုလိုက်ကြပါပဲ။စီရေးမဟာဗျူဟာပိုင်းမှာတော့ဒါကိုနျူကလ িয়ার အချက်ပြခြင်းလို့ခေါ်ဆိုပါတယ်။တကယ်တိုက်ခိုက်မှုမလို့ပဲစိတ်ဓာတ်စစ်စင်ရေးလုံးဆောင်တာမျိုးဖြစ် ဖြစ်ပါတယ်။ဒီလိုရက်ကတော့အစ္စရေးနဲ့အမေရိကန်နိုင်ငံလုံးစီကနေပြင်းထန်တဲ့တုံ့ပြန်မှုတွေရလာနိုင်တဲ့အန်ဒီယရှိရဲ့ဂိမ်းတစ်ခုကိုအီရန်ကစတင်လိုက်ပြီလို့ဆိုနိုင်ပါတယ်။အီရန်ဘာကြောင့်ဒီလိုလုပ်နေရတာလဲ။ဒီလိုလုံးဆောင်ရတဲ့အဓိကအကြောင်းရင်းကိုပြောရမယ်ဆိုရင်အီရန်ကလက်ရှိမှာတောင်းပိမိနေတဲ့အခြေအနေကိုရင်ဆိုင်နေရတာအကြောင်းပါပဲ။ ပြီးခဲ့တဲ့ရက်တစ်ပတ်အတွင်းမှာအစ္စရေးကအီရန်ပိုင်နဲ့နက်ရှိုင်းတဲ့နေရာတွေကို လေကြောင်းကနေဒါဇင်နဲ့ချီပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။နျူကလ িয়ার စီစဉ်နဲ့ဆက်ဆက်နေတယ်လို့ယူဆရတဲ့စက်ယုံတွေယူရီနီယံသုတေသနစင်တာရီနဲ့တာဝေးပြက်လက်နဲ့တူလောင်ယုံတွေအားလုံးပျက်စီးခဲ့ရတာဒါမှမဟုတ်ပြင်းထန်စွာတိုက်ခိုက်ခဲ့ရတယ်ထိခိုက်ခဲ့ရတယ်။အစ္စရေးရဲ့ Hamas 900 drone တွေကအီရန်ကောင်းကင်ယံမှာ24နာရီပတ်လုံးကင်းလဲ့နေပြီးတော့ တဦးချင်းစီရဲ့ဒုံးကြီးတင်ရင်တွင်အထိတီချာရဲ့ပြင်မှတ်တွေကိုသတ်မှတ်ပေးနေတာမျိုးပါပဲ။ဒါကြောင့်ဒီလိုဖိအားပေးခံနေရတဲ့အခြေအနေမှာအီရန်ကနျူကလ িয়ার လက်နက်တွေကိုအရေးမှုပြောဆိုခြင်းကအစ္စရေးနဲ့အမေရိကန်ကိုငါတို့လုံးဝအထိမခံနိုင်တဲ့အထိမတွန်းအားပေးနေဆိုရက်သတိပေးချက်တစ်ခုအဖြစ်ကိုလှောက်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒီ message နောက်ွယ်က Andrea တွေကဗာရီလေဒီ message နောက်ွယ်မှာ Andrea ရှိရဲ့အကြောင်းအရာတွေပုံကွယ်နေတာကိုတွေ့မြင်ရပါတယ်ပထမဆုံးအနေနဲ့ Iran မှာအပြည့်အဝတိဆောက်ပြီးသားနျူကလ িয়ার ဘုံးမရှိသေးရင်တောင်ဒါဒီဘုံးလို့ခေါ်တဲ့ဘုံးတစ်မျိုးဖန်တီးဖို့လုံလောက်တဲ့ radio တတိကျပစ္စည်းတွေတို့လောင်ထားပြီးတော့ဖြစ်နိုင်စေရှိပါတယ်ဒီလည်းနဲ့အမျိုးအစားဟာရရိုးပေါက်ကွဲပစ္စည်းတွေကိုအသုံးပြုပြီး radio တတိကျပစ္စည်းတွေကိုဖြန့်ဈေးစေက area ကြေးတစ်ခုကိုညံ့ ညံစေပြီးတော့အချိန်ကြာကြီးနေထိုင်လို့မရအောင် ဖြစ်စေနိုင်ပါတယ်။အနောက်နိုင်ငံရဲ့ထောင်လင်းရေးသတင်းရင်းမြစ်တွေအရအီရန်ရဲ့ယူရေနီယံနဲ့ဖလူတိုနီယံထုတ်လုပ်မှုစက်ရုံတွေဟာစောင့်ကြည့်ထားတဲ့ကမ်းသတ်ချက်တွေထက်ကျော်လွန်ပြီးတော့လဲပတ်နေတယ်လို့သိရပါတယ်။ဒါကြောင့်အီရန်ကစိတ်ကူးမငြိမ်နိုင်တဲ့တိုက်ခိုက်မှုတွေနဲ့လက်တုံးပြန်နိုင်တယ်လို့ကြေညာတာကဒါဒီဘုံတွေကိုအသုံးပြုပြီးတော့လျှို့ဝှက်တိုက်ခိုက်မှုဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေထိုးပွားလာစေခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့နျူကလ িয়ার ဝါရဖြန့်မှုဟာအမေရိကန်ကိုတွယ်ဝိုက်တဲ့သတိပေးချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။အခြေခံအားဖြင့်နောက်ဆုတ်လိုက်ပါဒါမှမဟုတ်ခင်ဗျားတို့တတိယလုံးကိုထိန်းချုပ်လို့မရတဲ့ဝဲကရက်ထဲဆွဲသွင်းမိလိမ့်မယ်လို့ပြောနေတာမျိုးပါပဲ။ဇိုးရင်စရာကောင်းတာကဒီလိုအချက်ပြမှုတွေပေါ်ထွက်လာတဲ့အချိန်မှာအီရန်ကလေကြောင်းရောကုန်းကြောင်းမှာပါအားနည်းနေတဲ့အချိန်ဖြစ်နေတာပါ။တကယ်တော့အီရန်ရဲ့ပယ်ထိန်ဒုံးကျည်နဲ့ UAV စနစ်တွေကိုအစ္စရေးကမကြုံစဘူးနှုံထား ားနဲ့ဖြည့်ဆည်းနေပါတယ် ီးခဲ့တဲ့ရန်နေငယ်အတွင်းအီရန်က UAV အစင်းတစ်ထောင်ကျော်နဲ့ဒုံးကျည်400ကျော်ပြလုတ်ခဲ့ပေမဲ့80ရာခိုင်နှုန်းနီးပါးဟာအစ္စရေးနယ်စပ်ကိုချင်းခဲ့ကြတဲ့တပြိုင်နက်ကြားဖြတ်ခံခဲ့ရပါတယ်။ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အနေငယ်ကတော့အများအားဖြင့် အသေးမွှားပျက်စီးမှုတွေသာဖြစ်စေခဲ့ပြီးအစ္စရေးစစ်ဘက်ဆိုင်ရာအဆောက်အုံတစ်ခုမှဆိုးရွားစွာထိခိုက်ခဲ့ခြင်းမရှိပါဘူး။ဒါဆိုရင်ဘာကအီရန်ကိုဒီအချိန်မှာနျူကလ িয়ার ဘုံးတွေအကြောင်းလူတိုင်းကိုပြန်တတိယအောင်လုပ်ဖို့ ရွေးချယ်စေခဲ့ရလေသူတို့ဟာတမယိုးကြလက်တုံးပြန်မှုတွေမအောင်မြင်ခဲ့တဲ့နောက်မဟာဗျူဟာမြောက်ထိန်းချုပ်မှုကိုပြန်ရယူဖို့စ조사နေတာဖြစ်နိုင်ပါတယ်ဒါမှမဟုတ်အမေရိကန်ကအစ္စရေးကိုထိန်းချုပ်ဖို့အရေးယူဆောင်ရွက်မှုမလုပ်ရင်စစ်ပွဲကထိန်းချုပ်လို့မရအောင်ဖြစ်လာလိမ့်မယ်ဆိုတဲ့ message ကို American စီတိတိလေးပေးဖို့နေရာလဲဖြစ်နိုင်ပါတယ် ဒါမှမဟုတ်လည်းသူတို့ဟာရွရွရှင်းရှင်းပဲစိတ်ပြအားငယ်နေရလဲဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကမ္ဘာကဒီအချက်တစ်ခုကိုတော့လေးလူရှုလို့မရပါဘူး။ဒေါင်းပိမိနေပြီးတော့ဆုံးရှုံးမှုတွေများနေတဲ့ထိန်းချုပ်မှုရောကြနေတဲ့နိုင်ငံတနိုင်ငံကပုံမှန်တုံ့ပြန်မှုမတိုင်းလှုပ်ဆောင်မှာမဟုတ်ပါဘူး။ပြီးတော့စစ်ပွဲအခြေအနေကနိုင်အလိုက်ဒုလာနေချိန်မှာမာယွန်းရဲ့လှုပ်ရှားမှုတစ်ခုကပဲဒေသတစ်ခုလုံးကိုခစင်ကလေးအားဖြစ်သွားစေနိုင်ပါတယ်။ အစ္စရေးရဲ့တုံ့ပြန်မှုကဘယ်လိုလဲအီရန်ကမကြုံစဘူးလက်ထုံပြန်မှုတစ်ခုကိုအချက်ပြပြီးတော့နိုင်အနေငယ်အကြာမှာတော့အစ္စရေးလေတပ်ကချက်ချင်းပဲအရေးယူဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာသူတို့ဟာဘုံတွေချက်ယုံတယ်မဟုတ်ပါဘူး။အနောက်တိုင်းစစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေကဒုံးကျည်လိုက်လံရှာဖွေခြင်းလို့ခေါ်တဲ့စစ်စင်ရေးတစ်ခုလှုပ်ဆောင်ခဲ့ရလဲဖြစ်ပါတယ်။ ဒုံးကြီးတွေကိုအချိန်နဲ့တပင်းကြီးချေရခံခြင်းဖြစ်ပြီးတော့ဌာနာချက်ကတော့အစ်စရီကချုပ်တင်သတ်မှတ်ထားတဲ့ပြင်မှတ်တွေကိုတိုက်ခိုက်တာမဟုတ်ပါဘူး။သူတို့ကထောက်လင်း drone နေနဲ့ဂျိုဒူတွေကိုအသုံးပြုပြီးတော့ရွှေလျောင်းနေတဲ့ပြင်မှတ်တွေကိုချေရခံဖို့ Irrelly Pilot ထဲကိုပြန်သန်းဝင်ရောက်ပြီးမိနစ်နဲ့ငယ်အတွင်းမှာဖေရှားပြတ်တာပါပဲ။ အစ္စရေးစတဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနာဒော့ဖ်ရဲ့ပြောကြားချက်အရအစ္စရေးကဒီစစ်စင်ရေးအမျိုးအစားကိုနိုင်ငံရဲ့ချားမှာပထမဆုံးအကြိမ်လှုပ်ဆောင်တာဖြစ်ပါတယ်။ရလတ်ကပါလဲဆိုတော့ 48နာရီအတွင်းမှာ မိုဘိုင်းတုံးကြီးပြည့်စင်ဒါဇင်နဲ့ချီ Shahad UAV တူလောင်ယုံတွင်ပြီးတော့လေကြောင်းရန်ကာကွယ်ရေး Rider လေးရင်းနေနဲ့တာဝေးဖြစ်တုံးကြီးထုတ်လို့ရင်းနေရာတစ်ခုတောင်ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ Iran ကပြလုခဲ့တဲ့ drone တစ်ထောင်ကျော်တွေက200အောက်သာနယ်စပ်ကိုဖျက်ချော်ခဲ့ပြီးတော့မြေတီမဟာဗျူဟာမြောက်ပြင်ပကိုမှမထိမှန်ခဲ့ကြောင်း Israel ရဲ့နောက်ဆုံးအစီရင်ခံစာကဖော်ပြပါတယ်။တုံးပြန်တဲ့အနေနဲ့ Israel ကပုံမှန်ပြင်းထန်တဲ့လှုပ်ဆောင်မှုတွေတောင် ောင်းလုပ်ခဲ့ပြီးတော့နျူကလ িয়ার အစီအစဉ်ကိုထောက်ပံ့တဲ့အဆောက်အုံတွေကိုတိုက်ရိုက်တိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်စင်ရေးကိုထူးခြားစေတာကသူတို့ရဲ့တရားမှုဒါမှမဟုတ်ပဲတိုက်ခိုက်မှုတွေကိုအရှိန်အဟုန်နဲ့ပြည်လည်လုံးဆောင်နိုင်တာပါပဲ။အစ္စရေးကအီရတ်မြောက်ပိုင်းမှာလေယင်စီဖြစ်တဲ့နေရာတွေထူထောင်ထားတာကြောင့်သူတို့ရဲ့တိုက်လေယာဉ်တွေကအီရန်လေပိုင်းတဲ့ပေါ်မှာ၈နာရီရနေ၁၀နာရီအထိကိုစတိုက်ပြန်တန်းနိုင်စေပါတယ်။ ဒီနီလန်နဲ့အစ္စရေးကအီရန်ရဲ့အနောက်ပိုင်းကိုလွတ်လပ်တဲ့လေပိုင်နဲ့အဖြစ်ပြောင်းလဲဖြစ်နေတာကိုတွေ့ရပါတယ်။ဒီနေရာမှာစစ်ဘက်ဆိုင်ရာပြစ်မှတ်မှန်သမျှကိုရှာဖွေတွေ့ရှိပြီးတော့7မိနစ်အတွင်းမှာဖယ်ရှားဖြစ်နိုင်ပါတယ်။ဒါတင်မကသေးပါဘူး။အစ္စရေးလေတပ်ကကမန်ရှာမှာရှိတဲ့အီရန်လေတပ်အခြေစိုက်စခန်းတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။အန်ဒီယဂင်းနဲ့လိုယူဆရတဲ့မီဟက်မျိုးမှာ Boring 707 C ဖြစ်လေရင်တစ်စင်းကိုလေရင်ပြေးလမ်းပေါ်မှာပဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဒါကအီရန်မှာ ဘယ်နေရာမှမလုံခြုံတော့ဘူးဆိုတော့ရှင်းလင်းတဲ့ message တစ်ခုကိုပေးပို့တာဖြစ်ပါတယ်။ Israel ကအီရန်ရဲ့အာယုံကြောင့်စနစ်လို့သတ်မှတ်ထားတဲ့တီဟီရမာရှိတဲ့အမျိုးသားရဲဌာနချုပ်ကိုလည်းတီးခြားတဲ့အလေကြောင့်တိုက်ခိုက်မှုတစ်ခုနဲ့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကအီရန်ကိုပြည်ရင်းထိန်းချုပ်မှုပြတ်ကျောင်းမှုတွေရင်ဆိုင်ရစေနိုင်ပြီးတော့ဒါကအစိုးရအတွက်အရေးအဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်းအဓိကစိုးရိမ်စရာဖြစ်ခဲ့တာပါ။မဟာပြူဟာမြောက်ရှူရောင်းကနေကြည့်ရင်တော့ Israel ကလက်တော့ပြောင်းရောင်းတာမှကပဲအရှိလေပိုင်းမှာရှိတဲ့အီအာချင်းခွေရှာတစ်ခုလုံးကိုပြန်လည်ပုံဖော်နေရလို့ပြောနိုင်ပါတယ်။အီရန် drone နဲ့ဒုံးကြီးတွေဂျားဖြတ်ခံရတဲ့အခါထုံးလုံးမှုစက်ရုံတွေဖြက်စီးခံရတဲ့အခါလေရင်စီဖြစ်လေရင်တွေ ပျက်စီးခံရတဲ့အခါအီရန်ကပြိပခရဲမှာအချိန်ကြာကြာရည်တည်နိုင်စွမ်းကိုဆုံးရှုံးသွားပါတယ်။အီရန်ပိုင်တဲ့ပေါ်လေကြောင်းတိုက်ခိုက်မှုတွေစတိုင်ရှိနေချိန်မှာအစ္စရေးကပြင်းမှတ်တီကိုဘလို့များဒလောက်တိတိကျကျသိနေရတာလဲဆိုရဲမေးခွန်းပေါ်လာပါတယ်။အဖြေကတော့အီရန်ကထုတ်ပြန်ခဲ့တဲ့ ဂျပန်တပုံကနေစခဲ့ပါတယ်။ဂျီဟီရန်မြောက်ဖက်တောင်တန်းဒေသမှာအစ္စရေးဘီတီးတန်သုံးနဲ့ Spike ဒုံးကျည်ပြစ်စင်တစ်ခုတွေ့ရတာပါပဲ။ဖြစ်နိုင်တာကတော့ထိတ်တန်းမော့ဆက်အဖွဲ့ဝင်တွေကအီရန်ပိုင်နက်ထဲကိုနက်ရှိုင်းစွာထိုးပေါက်ဝင်ရောက်ပြီးတော့လေတက်နဲ့ပူပေါင်းဆောင်ရွက်နေပြီဆိုတဲ့သတင်းလွန်စားပါပဲ။ပြင်းမထားခံရတဲ့နေရာတွေကရှာရခက်တဲ့နေရာတွေလူနေရက်ွက် တောင်တန်းဒေသဒါမှမဟုတ်စစ်မှုဆောင်နေတဲ့ကဖုံးကွယ်ထားတာမျိုးတွေပါဒီလိုပြင်းထန်တွေကိုအချိန်တိုအတွင်းရှာဖွေဖျက်ဆီးဖို့ဆိုတာအတွင်းတရင်အချက်လက်မရှိရင်မဖြစ်နိုင်သလောက်ပါပဲတီဟီရန်အနီးတောင်ကုန်းဒေသမှာ spike ပြင်းစင်ကိုတွေ့ရတာကအစ္စရေးဟာသူ့ရဲ့တရှုတွေကိုရန်သူနေမြေထဲထည့်သွင်းထားကြောင်းသက်သေပြနေရပါပဲဒါအပြင်နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုတွေကအရေးကြီးတဲ့ပြင်းထန်တွေကိုထိမှန်ခဲ့ပါတယ်တီဟီရန်မှာရှိတဲ့အီရန်မျိုးသားရဲဌာနချုပ်ကမန်ရှော Four Later Second နဲ့ Mashhad Laze က KC77 C ဖြစ်လျင်တို့ကတိုက်ခိုက်ခံခဲ့ရပါတယ်။ Israel လက်ထဲမှာ Stoyan Meter တိုင်းအတွက်တိကျတဲ့တည်နေရနဲ့ခီးသွားချိန်တွေပါဝင်တဲ့အသေးစိတ်ပြတ်မှတ်မြေပုံရှိနေတယ်ဆိုတာရှင်းနေပါတယ်။ဒါကမြေပြင်6လမ်းကြီးကနေပဲရှာနိုင်တာပါ။ Moses အထူးတပ်ဖွဲ့ဝင်တွေဟာပြိပခမဖြစ်ခင်ကလေးက တီဟီရန်နဲ့ထိုးဖောက်ဝင်ရောက်နေပြီးတော့လေဆာတွေတက်စင်တာခြေရခံခရီးယာတွေတက်တာနိုင်ငံရေးလှုပ်ရှားမှုတွေတောင်လုပ်ခဲ့ရလို့သတင်းတွေထွက်နေပါတယ်ဒီစစ်စင်ရေးတစ်ခုလုံးကိုအစ္စရေးဘက်ကနေကြောဝါပြောဆိုမှုဘာမှမရှိဘဲလှုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်ဒါကအမြင့်ဆုံးအဆင့်လျှို့ဝှက်စစ်စင်ရေးဖြစ်တယ်ဆိုတာပြနေပါတယ်စိတ်ပိုင်းဆိုင်ရာတရားမှုကတော့အကြီးမားဆုံးပါပဲအီရန်ပြည်သူတွေက မက်ရှက်လိုလုံချုံတယ်လို့ယုံကြည်ထားတဲ့နေရာမှာတောင်ဘုံတွေကြနေအောင်မြင်ရတဲ့အခါမျိုးတော်ရဲ့လုံချုံရေးရှမ်းတရားတွေတိုက်ခိုက်ခံရတဲ့အခါအတူရနေဝင်းရံပေးဆုခံရသလိုခံစားချက်တွေစတင်ပြန့်နှံ့လာပါတယ်။ဒါကြောင့်တီဟီရန်ကသတင်းအချက်အလက်ယူဆိတ်မှုမရှိအောင်အီရန်တနိုင်ငံလုံးမှာအင်တာနက်ကိုဖြတ်တောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုရက်ကပြည်သူလူထုမကျေနပ်မှုကိုပိုတိုးလာစေပြီးစူပူမှုတွေအတွက် အားပေးသလို တောင်ဖြစ်ခဲ့ပါတယ်။စီရေးရှည်တန်းမှာတော့ ော့အီရန်ကသူရဲ့နောက်ဆုံးပေါ်ခိုရမ်ရှာဟာပြီးတော့ဖက်ဂျာတူးဒုံးကြီးတွေပြစ်လွတ်ပြီးတော့လက်တုံးပြန်ဖို့စူးစမ်းခဲ့ပေမဲ့တိုက်ခိုက်ရေးဆွေးရည်ကအလွန်နှိမ်ချခဲ့ပြီးတော့ထိခိုက်မှုနည်းပါးခဲ့ပါတယ်။အစ္စရေးကတော့ရှက်တမဲ့အရေးအယောင်လုံးဝမပြပါဘူး။ဒရုန်းတွေဂျူတူတွေနဲ့လျှို့ဝှက်အထူးတပ်ဖွဲ့တွေရဲ့အကူအညီနဲ့သူတို့ကအီရန်ရဲ့ စီရန်တရားအစိတ်အပိုင်းအားလုံးကိုစနေတကျဖြည့်ဆည်းပြဖို့ရေရှိစီမံကိန်းတစ်ခုကိုဆောင်ရွက်နေပါတယ်။ဒီစစ်စင်ရေးကတပတ်လုံးလုံးစတိုက်ဆိုသလိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဒါလက်တုံးပြန်တဲ့စစ်စင်ရေးတစ်ခုမဟုတ်တော့ပဲစစ်ပွဲတစ်ခုလုံးရဲ့အခြေအနေကို အပီးပိုင်ပြောင်းလဲပြနေတာဖြစ်ပါတယ် ဒီဟီရန်ကောင်းကင်ရံမှာမိခိုးတွေနဲ့မိเจ้าတွေခြံရှိနေစေမှာပဲမြေတဲ့ပင်လယ်ကနေအမေရိကန်ရဲ့မဟာဗျူဟာမြောက်အချက်ပြမှုအသစ်တစ်ခုစတင်ထွက်ပေါ်လာပါတယ် USS Gara R4 Legendin သင်းမော်ဒီဟာသူရဲ့တိုက်ခိုက်ရေးအဖွဲ့နဲ့အတူအရှိတ်ဘက်ကိုဦးတည်နေပြီးတော့အရှိတ်အလယ်ပိုင်းကဘယ်ပြင်းမဲ့ကိုမစိုးတိုက်ခိုက်ဖို့အသင့်ဖြစ်နေအောင်နေစတဲ့နေရာမှာကြောက်ချထားတာဖြစ်ပါတယ် မရိကန်လီတက်ဟာဆီးရီးယားအီရန်နဲ့ပါရှန်ပင်လယ်ကွေ့မှာရှိတဲ့မဟာဗျူဟာမြောက်စခန်းတွေမှာတပ်ဖွဲ့တွေစတင်ချထားနေပါပြီ။တချိန်တည်းမှာပဲအမေရိကန်ကာကွယ်ရေးဝန်ကြီးကသမရရဲ့အမိန့်ကိုသာစောင့်နေတယ်လို့ကြေညာခဲ့ပါတယ်။အဲဒီအတော်အတွင်းမှာအီရန်အစိုးရရဲ့လေယာဉ်သုံးစင်းက တီဟီရန်ကနေအိုမန်ကိုဥတီပြန်တက်သွားတာကိုတွေ့ရပါတယ်။တီဟီရန်ကမန်စကတ်မှာရှိတဲ့တန်တမန်ရေးရလန်းချောင်းကနေအမေရိကန်ရဲ့လျှို့ဝှက်ဆွေးနွေးဖို့ကြိုးစားနေတယ်လို့သတင်းများဖော်ပြပါတယ်။အမေရိကန်ကိုပြိပခါတဲ့တရားဝင်မဝင်ရောက်အောင်တားဆီးဖို့ကြိုးပမ်းနေတာပါပဲ။ဒါပေမဲ့အခြေအနေတွေကကန့်သက်ချက်တွေကိုကျော်လွန်သွားတယ်လို့ဖြစ်နေပါတယ်။ အီရန်ရဲ့စီးရီးအင်အားတွေပြန့်စည်းနေချိန်မှာတီရန်အစိုးရက တိုင်းပြည်အပေါ်ထိန်းချုပ်နိုင်စွမ်းကိုတဖြည်းဖြည်းဆုံးရှုံးနေပါတယ်။အခုအမေရိကန်က သူ့ရဲ့ရေတက်တဲ့လေတက်တွေကိုခြားထားတာပြီးပြီဆိုတော့အီရန်မှာရွေးချယ်စရာနှစ်ခုပဲကျန်မာတော့တယ်ဘရိဘခါကိုရှော့ချပြီးတော့ဆွေးနွေးမလားဒါမှမဟုတ်အမေရိကန်ကိုအပြေးဝစစ်ပွဲတွေဆွဲသွင်းမလားဆိုတာပါပဲဘာလို့လဲဆိုတော့အမေရိကန်သားဝင်လာရင်စစ်မြေပြင်ကအရှိအလေပိုင်းတစ်ခုလုံးကိုပြန့်နှံ့သွားနိုင်လို့ပါပဲဒတိယကမ္ဘာစစ်ရဲ့တကားကမပွင့်သေးပေမဲ့အကွဲစားပြုတ်နေပါပြီ6ရက်စတိုင်အစ္စရေးလီတက်ဟာအီရန်နိုင်ငံအနှံ့အပြားကိုတိကျတဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်ဒါဟာလက်တော့ ံပြန်တာထက်အီရန်ရဲ့စီရီဆွေအားလုံးကိုဖျက်ဆီးပစ်ဖို့ရည်ရွယ်တဲ့စစ်စင်ရေးကြီးဖြစ်ပါတယ်။အစ္စရေးရဲ့ခင်မီတိုက်လေယာဉ်တွေနဲ့ဒရုန်းတွေက အီရန်တပ်ဖွဲ့ဝင်တွေကိုစိတ်ပိုင်းဆိုင်ရာဖိအားတွေပေးခဲ့ပါတယ်။သူတို့ရဲ့စခန်းတွေလက်နက်ကိုတောင်တွေလုံခြုံရေးလားဆိုတဲ့တန်တရားတွေနဲ့ဆုံးဖြတ်ချက်ချဖို့ခက်ခဲစေခဲ့ပါတယ်။အီရန်မှာအခြေအနေတွေအရင်တင်းမာလာလို့အသက်86နှစ်အရွယ်ခေါင်းဆောင်အလီခါမီနီကမြေအောက်ကိုခဏရှောင်ပြီးတော့စစ်ကုတ်ကဲရေးကိုစစ်တပ်ကောင်စီလက်ထဲလွှဲပေးခဲ့ရပါတယ်။နိုင်ငံခေါင်းဆောင်ပိုင်းမှာလည်းအမြင်မတူတာတွေဖြစ်လာပါတယ်။တချို့ကတင်းမာတဲ့မှုကိုဆက်ထားခြင်းပြီးတော့တချို့ကတော့ပြိပခ ကြလာရင်စီးပွားရေးပြိုလဲနိုင်နေဆိုတာနားလည်ပါရယ်ဒါကြောင့်ဥရောပနဲ့အမေရိကန်သံတမန်တွေကအိုမန်နိုင်ငံကိုကြားခံထားပြီးတော့အပြည့်ခက်ရစေးအစီအစဉ်တစ်ခုကိုပြုဝက်ဆွေးနွေးခဲ့ပါရယ်ဒါပေမဲ့အီရန်ကအချိန်ဆွေးနွေးတဲ့အခါအစ္စရေးကချက်ချင်းပြန်တိုက်ခိုက်ပါရယ်သူတို့ရဲ့ drone တစ်စင်းက Ifahan မြို့ပေါ်က IRGC စစ်အချက်အလက်ဌာနကိုတိုက်ခိုက်ပြီးတော့အချက်အလက်စက်တွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီချိန်ထဲမှာပဲဟက်ကာအဖွဲ့တစ်ခုကအီရန်ရဲ့အကြီးဆုံးဘဏ်စနစ်ကိုပိတ်ပစ်ခဲ့လို့ ATM တွေအလုံးမလုံးတော့ပဲလူတွေငွေထုတ်ဖို့တန်းစီပြီးတော့ထိတ်လန့်သွားခဲ့ကြပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကအီရန်ရဲ့အခြေခံအဆောက်အုံသွားမှာကပြည်သူတွေရဲ့ယုံကြည်မှုကိုပါထိခိုက်စေခဲ့ပါတယ်။ American ကတော့ F22 နဲ့ F15E တိုက်လေယာဉ်တွေကို ဂျော်ဒန်နဲ့ကာတာနိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်။ဒါကအစ္စရေးကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်ခွင့်ပေးတယ်။ဒါပေမဲ့အီရန်ကမဟာမိတ်တွေကိုပြန်တိုက်ခိုက်မယ်ဆိုရင်အမေရိကန်ကကာကွယ်ပေးမယ်ဆိုတဲ့သတိပေးချက်ပါပဲ။ခြောက်ရမြောင်းနေအကုံမှာအီရန်ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံ40ကျော်ပျက်စီးခဲ့ပါတယ်။ဂျွန်ဂျင်ဒူရီကတော့အီရန်ရဲ့ကုကယ်မှုစွမ်းရည်60ရာခိုင်နှုန်းလောက်ကျဆင်းသွားပြီလို့ခန့်မှန်းကြပါတယ်။ဇော်လ16ရက်နေ့မနက်ပိုင်းမှာအစ္စရေးရဲ့ခင်မီတိုက်လေယာဉ်တွေဟာ is hafaran later second ကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်သူတို့ရဲ့ပြင်ပကအီရန်ရဲ့ AH1 cobra ရဟတ်ယာဉ်၅စီးနဲ့ နနက်ကိုရောင်နေဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်အီရန်ရဲ့ခေအမီဆုံးလေကြောင်းကာကွယ်စနစ်ပါပျက်စီးသွားခဲ့ပါတယ်မကြာခင်မှာပဲရဟတ်ရင်၅စီးနဲ့လက်နက်တွေပေါက်ွဲပြီးတော့ကြီးမားတဲ့မိထောက်ကြီးဖြစ်ပေါ်ခဲ့ပါတယ်အီရန်ရဲ့ဂျန်နေသေးတဲ့ရဟတ်ရင်တွေကိုလည်းပြန်တက်ခွင့်မရပဲဖျက်ဆီးနိုင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကအစ္စရေးရဲ့စီရေးပြူဟာတွေကအရေးကြီးတဲ့တစိ့တစ်ပိုင်းဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကတင်းငယ်ပေမဲ့ IRGC ကိုထိလန့်စေပြီးတော့စိတ်ဓာတ်ကျစေခဲ့ပါတယ်ဒီဖြစ်ရကြောင့်အီရန်မှာ ်ပုံစံနေရာမရှိတော့သလိုအစ္စရေးကကောင်းကင်ကို လုံးဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ဇော်လာ၁၈ရက်ညဟာအီရန်ရဲ့စစ်အင်အားတစ်ဝက်လောက်ဆုံးရှုံးခဲ့တဲ့အချိန်အဖြစ်သမိုင်းမှာအမှတ်တမ်းတင်ထားမှာပါ။ အရှေ့လေပိုင်းဒေသမှာရှိတဲ့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းသလိုတစ်ဖက်ကလည်းအင်မတန်စိုးရိမ်စရာကောင်းပါတယ်အထူးသဖြင့်အီရန်ဘက်ကသူတို့စီမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ကြောင်းနိုင်ငံပိုင်ရုပ်တံကနေတွဲဝိုက်ပြီးတော့အရေးမှုပြောဆိုလိုက်တဲ့ကိစ္စကဒေတာရင်းပရိဘက်ကိုပို့ပြီးတော့တင်းမာစေခဲ့ပါတယ်ဒီလိုလို့ရက်ကအီရန်နေနဲ့သူတို့ရင်ဆိုင်နေရတဲ့ပြင်းထန်တဲ့ဖိအားတွေကိုထိခတ်ပြီးတော့ပြသနေတာပါပဲအရှေ့လေပိုင်းကအခုဆိုရင်တော့ စစ်ပွဲတစ်ခုလုံးရဲ့အခြေအနေကိုအပြီးပိုင်ပြောင်းလဲပြစ်နိုင်တဲ့အနေအထားကိုရောက်ရှိနေပါပြီ။အီရန်နေနဲ့ဘရိတ်ဘခါကိုရှော့ချပြီးတော့ဆွေးနွေးမလားဒါမှမဟုတ်မရီကန်အိုဘာစစ်ပွဲတဲ့အပြေးဝဆွေးသွင်းမလားဆိုတဲ့ရွေးချယ်စရာတစ်ခုပဲကြံမာတော့တယ်။ဘလို့ပဲဖြစ်ဖြစ်မာယွန်းနဲ့လှူရှာမှုတစ်ခုကဒေတာတစ်ခုလုံးကိုခစင်ကလျားဖြစ်သွားစေနိုင်ပြီးတော့ဒတိယကမ္ဘာစစ်ရဲ့တကားဝါစီကိုပုံမုံနီးကပ်သွားစေနိုင်တဲ့အန်ဒီယေကိုတည်ဆောင်လာမှာတော့အသေးစားပါပဲ။ ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်